မကြမီကျင်းပတော်မူပါတီစိုဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးတွင်ဆန္ဒမဲပေးပိုင်권ရှိသည့်မဲဆန္ဒရှင်ပြည်သူအလုံးဆန္ဒမဲပေးပိုင်권မဆုံရှုံးစေရေးနှင့်လွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ရအတွက်ရာဇသက်ကြီးပုံမှ905ကကြီးအရာပြည်မှုထင်ရှားစီရင်ခံရပေအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးတွင်ပြည်ထံကြခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ2362ဦးကိုရာဇဝင်းကျင်ထုံးဥပဒေပုံမှ401 ပုံမှန်ခွဲတင်းရရင်းတို့ကြားခံရန်ကြန့်ရှိသောပြည်တံများပေါ်လျှော့ပေါ်၍လူငိမ့်သက်တာခွင့်ပြုလိုက်ကြောင်းသိရှိရပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုမှာတော့ငါငါကာကြီးလူငိမ့်ခွင့်ရဲ့နောက်ွယ်မှာရှိနိုင်တဲ့အချက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်။ဒီကိစ္စကတကယ့်ကိုလူသားချင်းစာနာမှုလားဒါမှမဟုတ်ဒါမဲ့ရေးကောက်ပွဲအတွက်နိုင်ငံရေးရာကြိုတင်ပြင်ဆင်မှုလားဆိုတာစဉ်းစားစရာရှိပါတယ်။ဒီတော့ငါငါကကြီးရဲ့လူငယ်နောက်ွယ်မှာ ရှိနိုင်တဲ့အချက်တွေကိုကျွန်တော်တို့အတူတူစဉ်းစားကြည့်ရအောင်ပါ။ထုတ်ပြန်ချက်အရစစ်စုပေါင်း9580ဦးရဲ့စစ်ဆေးဆဲမှုတွေကိုပိတ်သိမ်းလိုက်ပြီးတော့၃00ကျော်ကိုထောင်နှံ shop ပေါ့လူငင်းခွင့်ပေးခဲ့ပါတယ်။ထုတ်ပြန်ချက်ရဲ့အဓိကရည်ရွယ်ချက်ကတော့လာမယ့်ပါတီစုံဒီမိုကရေစီရေးကောက်ပွဲမှာမဲပေးခွင့်အဆုံးရှုံးစေရေးလို့ကြောင်းပြချက်ပါပါတယ်။ဒီချက်ကိုပဲအရင်ဆုံးစမ်းစစ်ကြည့်ကြရအောင်။လွတ်မြောက်လာတဲ့မဲဆန္ဒရှင်တောင်းချီက 2021ခုနှစ်အာဏာသိမ်းမှုကိုစတင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ဒီလူတွေမဲပေးခွင့်ရရှိလာတာကရေကောက်ပွဲရဲ့နိုင်ငံရေးရှုထောင့်ကိုဘလို့ပြောင်းလဲလာစေမလဲ။ဒါကစစ်ကောင်စီရဲ့နိုင်ငံရေးပုံရိပ်ကိုပိုကောင်းစေဖို့လှုံ့ဆော်တဲ့အချက်လို့မြင်ပါတယ်။ဒါပေမဲ့ဒီလောက်ရရဲ့နောက်ပိုင်းမှာပိုပြီးတော့မှနည်းနည်းတဲ့အချက်တွေရှိနေပါသေးတယ်။ပထမချက်ကတော့အချင်းထောင်မှာကျင်းထောင်သားတွေအများစုပြစ်ကျက်နေတဲ့ဟာကိုရှော့ချလိုက်တာဖြစ်ပြီးတော့နောက်တစ်ချက်ကနိုင်ငံရေးကျင်းသားထောင်ချီကိုလူမျိုးလှုပ်ပေးလိုက်ခြင်းကထောင်တွေရဲ့ စီမံခန့်ခွဲမှုကိုဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကစီဒီအန်တွေနဲ့တင်းချောင်သူတွေကိုစီယုံမှုဖြစ်ပါတယ်။ငါးငါးကကြည့်မှုပိတ်သိမ်းပေးလိုက်တာကတင်းချောင်နေတဲ့စီဒီအန်ဝန်တန်းတွေနဲ့လူပုဂ္ဂိုလ်တွေကိုနေရက်ပြန်လာဖို့စီယုံတဲ့နည်းပြူဟာတစ်ခုဖြစ်နိုင်ပါတယ်။ခံဝင်ချက်နဲ့တွတ်ပေးတဲ့ကိစ္စရက်တွေကလည်းပါဝင်နေဆိုရင်ဒါကလွတ်ပေးလိုက်တဲ့သူအပေါ်ကိုထိန်းချုပ်ဖို့ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကနိုင်ငံတကာဖိအားဖြစ်ပါတယ်။အာဆီယံပါဝင်နိုင်ငံတကာက မြမရဲကိုဖိအားပေးနေချိန်မှာဒီလိုမျိုးလူငယ်ချမ်းသာကွင်ပေးလိုက်တာကနိုင်ငံတကာကိုမျက်နှာလှုပ်ဖို့ကြိုးစားတဲ့သဘောကိုတက်ရောက်ပါတယ်။ငញ្ញရေးလူလားကြောင်းနိုင်ငံရေးနီးလန်းနဲ့ဖြစ်ရှင်းနိုင်ကြောင်းပြသပြီးမှတ်ယူတာဖြစ်ပါတယ်။အထောက်အပံ့ပြောရရင်ဒီ95ကာကြီးလူငယ်ချမ်းသာကွင်ကထောင်ပေါင်းများစွာအတွက်တက်တာရရစီပေမဲ့တတလောနိုင်ငံရေးအရာအထူးရေးကြီးတဲ့ရေကောက်ပွဲနဲ့ဆက်ဆက်နေတဲ့နိုင်ငံရေးကြီးမှန်းချက်တွေကဒီလောက်ရရဲ့နောက်ွယ်ကအတိကအားတစ်ခုဖြစ် ုံးပြူတယ်လို့တော့မှပြောရမှာပါလက်တလောချင်းနေရအမေရိကန်ပြည်တော်စုဒီတွင်လုံခြုံရေးဌာန DHS ကနေမြန်မာနိုင်ငံသားတွေတက် TBS ကို2025ခုနှစ်နိုဝင်ဘာ24ရက်နေ့မှာပိတ်သိမ်းကြောင်းကြေညာခဲ့ပါတယ်အမေရိကန်ဘက်ကမြန်မာပြည်တွင်အခြေအနေတိုးတက်လာပြီလို့အကြောင်းပြပြီးတော့ပိတ်သိမ်းခဲ့တာဖြစ်ပါတယ် TBS ရက်ဆိုင်ကြောင်းကြေညာပြီးတဲ့တရက်နေ့မှာပဲစစ်ကောင်စီကဒီလိုမျိုးအစုလိုက်ပြုံလိုက်လူငယ်ချမ်းသာငွေပေးလိုက်ခြင်းကအချိန်ကိုက်တိုင်ပင်ရှိတယ်လို့တော့ပြောရမှာပါ တိုက်ဆိုင်မှုလားတုံ့ပြန်မှုလားမီဒီကန်ကဒီရင်းချင်းတွေတိုးတက်လာပြီလို့အကြောင်းပြပြီးတော့ TBS ကိုရနာလိုက်တဲ့အချိန်မှာပဲစစ်ကောင်စီဘက်ကဒီလိုမျိုးလူငယ်ချမ်းသာကွန့်ပေးလိုက်တာကဟုတ်ပါတယ်မြန်မာနိုင်ငံကအခြေအနေတည်ငြိမ်လာပါပြီလို့ဆိုပြီးပြကျင်တဲ့သဘောကိုတက်ရောက်ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအပြင်အမေရိကန်နဲ့အခြားအနောက်နိုင်ငံတွေရဲ့ပူအာရအပေါ်တုံ့ပြန်တဲ့လုံရအဖြစ်သုံးသပ်နိုင်ပါတယ်အင်္ဂါတကာရဲ့အမြင်မှာမြန်မာပန်းလာဖို့နဲ့ပြောဆိုချက်တွေကမှန်ကန်ကြောင်းအထောက်အကူပြုတဲ့လုံရတစ်ခုပါပဲ အာဆီယံဖွဲ့စည်းရဲ့သဘောထားနဲ့ပတ်သက်ပြီးတော့အမှတ်ယူလို့တဲ့ရည်ရွယ်ချက်လိုလည်းပြောရမှာပါအာဆီယံကမြန်မာရေးအတွက်ချမှတ်ထားတဲ့အဓိကမူပေါင်းကဘုံသဘောတူညီချက်၅ချက်ဖြစ်ပါတယ်ဒီ၅ချက်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ဆိုတဲ့တောင်းဆိုချက်မပါဝင်ပေမဲ့အကြမ်းဖက်မှုရပ်တန့်ရေးနဲ့တပ်ဆိုင်သူအားလုံးနဲ့တွင်းနှိမ်မှုပြုလုပ်ရေးဆိုတာတွေပါဝင်ပါတယ်စစ်ကောင်စီဘက်ကဒီလိုနိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကိုလွှတ်ပေးလိုက်ခြင်းကပြည်ပခ short ချရေးလူသားချင်းစာနာထောက်ထားရေးကို လုံဆောင်နေကြောင်းပြသနေတယ်ဆိုတာရှင်းပါတယ်။အာဆီယံကိုသူတို့ရဲ့လုပ်ရက်တွေကနိုင်ငံတကာဖိအားကြောင့်မဟုတ်ဘဲနဲ့ငြိမ်းချမ်းရေးအတွက်လုံဆောင်နေတယ်ဆိုတာကိုပြသချင်တာပါ။စစ်ကောင်စီခေါင်းဆောင်ကအာဆီယံထိပ်သီးအစည်းအဝေးများနဲ့ဝန်ကြီးအဆင့်အစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ခံထားရတာဖြစ်ပါတယ်။အာငါကကြီးလူငင်းချမ်းသာခွင့်ပိတ်လိုက်ခြင်းအပြင်အာဆီယံရဲ့ပိတ်ပင်မှုများကိုဖြေလျှော့ပေးဖို့ဒါမှမဟုတ်ဒါမဲ့အစည်းအဝေးတွေမှာမြန်မာကိုယ်စားလှယ်စစ်ကောင်မရှင်ရဲ့ကိုယ်စားလှယ်ကိုပြန်လည်လက်ခံပေးဖို့ ုံးအပ်ပေးတဲ့လုပ်ရပ်တစ်ခုဖြစ်အသုံးပြုတယ်လို့လည်းပြောနိုင်ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံတွေကြားမှာမြန်မာရေးနဲ့ပတ်သက်ပြီးတော့သဘောထားကွဲလွဲမှုတွေရှိပါတယ်။လူငယ်ချင်းသာခွင့်ကဲ့သို့သောအပြုသဘောဆောင်တဲ့လုပ်ရပ်ကိုလုံဆောင်လိုက်ခြင်းအပြင်အာဆီယံရဲ့သဘောထားတင်းမာတဲ့ဖွဲ့ဝင်နိုင်ငံတွေရဲ့ဖိအားကိုလျှော့ချဖို့အာဆီယံဖွဲ့စည်းအတွင်းစစ်ကောင်စီပေါ်ထောက်ခံမှုကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းတာလို့ပြောနိုင်ပါတယ်။နိုင်ငံတကာဖိအားလို့ပြောလိုက်တဲ့အခါမှာအာဆီယံရဲ့အခန်းကဏ္ဍကိုတော့ခြံထားလို့မရပါဘူး။ အာဆီယံကမြန်မာအရေးအတွက်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုကောင်းထည်ဖော်ဖို့စစ်ကောင်စီကိုဆက်လက်တောင်းဆိုနေတာပါအနည်းချုပ်ပြောရရင်မြန်မာနိုင်ငံကအခုလိုငါးငါးကကြီးနဲ့ဖမ်းဆီးထားတဲ့သူတွေကိုလွတ်ပေးလိုက်ခြင်းကမဲဆန္ဒရှင်များစွာရရှိစေဖို့ဆိုတာထက်ပပိတိန်ဆောင်နေတဲ့စီဒီအန်နေနဲ့အခြားလှုပ်ရှားတကြွသူလူပုဂ္ဂိုလ်တွေကိုပြန်လည်စီယုံဆွဲဆောင်ခြင်းဖြစ်ပါတယ်ဒါအပြင်အမေရိကန်နဲ့အခြားနိုင်ငံကြီးတွေရဲ့ကံကွက်မှုတွေပေါ်ကို အမှတ်ယူပြီးတော့ short post နေခြင်းနောက်ဆုံးမှာတော့ ASEAN ရဲ့သဘောတူညီချက်တွေကိုမျက်နှာလှုပ်ပြီးတော့တရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ပြသစေခြင်းနဲ့တွေ့ကြောင်းဒီလိုမျိုးလှုပ်လိုက်တာပဲဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီချက်လက်တွေကိုကြီးကြီးအဖြစ်တန်ဆူဖြစ်တဲ့မင်းအောင်နိုင်ကစစ်ရေးရောနိုင်ငံရေးရောပို့ပြီးတော့မှအာယုံဆိုင်ပြီးအလုပ်လုပ်နေပါတယ်ကျွန်တော်တို့ရဲ့တော်လန်ရေးဘတ်တော်ဗသားတွေအပါအဝင် တော်လန်ရေးအစိုးရဖြစ်တဲ့ NUG လည်း တခင်တက်ပို့ပြီးတော့မှအာယုံဆိုင်လှုပ်လှုပ်စေချင်တယ်လို့ပဲပြောကြရင်လည်းပဲကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသက်လိုက်ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်